ကိုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ဆိုတော့ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာနဲ့ထပ်ပြောမှအကျော်သိချင်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်လူငယ်တော်တော်များများဟိုမကြော်တော့တဲ့နေရာတစ်ခုပေါ့ဟုတ်ကဲ့ညီလေးမကောင်းတဲ့အရာကြီးမတရားသောမိထုံနောက်ပြောမှမကောင်းတဲ့ကြည့်တဲ့အရာကြီးဒီအရာနဲ့ပတ်သက်ပြောမှပေါ့နော်ဟိုဒီအရာကိုဘယ်လိုကြော်လွားနိုင်မလဲပေါ့လူအနေနဲ့ဆိုတော့ကြော်လွားလို့ကြော်ပွားလွားဖို့အတွက်ကတော့ခက်တယ် Yep မလုံနိုင်ဘူးပေါ့နော် Yep ဆိုတော့အားလေးနဲ့ပတ်သက်ပြောမှလည်းကျွန်တော်သိချင်ပါတယ်ကို um ညီလေးပြောရတဲ့ဒီညီလေးမေးတဲ့မေးခွန်းပေါ့နော်ဒီမတရားသောမေးထုံပေါ့မကောင်းတဲ့ကားတွေကြီးတာတို့မကောင်းတဲ့အရာတွေတည်းကနေပြီးတော့ကိုရောဘယ်လိုယုံထွက်ရမလဲအဲ့ဒါကတော့အကိုပြောချင်တာကတော့နှစ်ပိုင်းရှိတယ်ပေါ့နော်နှစ်ပိုင်းရှိတယ်ညီလေးပြောသလိုလူအနေနဲ့ကတော့ခက်ခဲတယ်ဘာလို့လဲဆိုတော့ဒီကိစ္စမျိုးတွေကလူအနေနဲ့လှုပ်ဆောင်မှုကအမှန်တိုင်းပြောလို့ရှိရင်ကိုကမလုပ်တော့ဘူးပြောလိုက်ပြန်လုံးမိလိုက်မလုပ်တော့ဘူးဆုံးဖြတ်လိုက်ပြန်လုံးမိလိုက်နေပဲတနေ့ရလဲနေတာပေါ့ဟုတ်တယ်ခင်ဗျဟုတ် အာတကယ်တော့ဒါဒီအကိုရိုအသက်တာထဲမှာအကိုရိုယုံကြည်သူအသက်တာထဲမှာအကိုရိုကိုဖျက်ဆီးတဲ့အရာလို့ပြောလို့ရှင်လည်းမမအောင်ကိုရိုရဲ့မင်္ဂလာနဲ့ဝေးစီတဲ့အရာလို့ပြောလို့ရှင်လည်းမမအောင်ဒီရာဒီအကိုရိုအသက်တာထဲမှာအမြဲတမ်းစာတန်ကနှောက်ရှက်ဖို့အတွက်များစွာသောအရာတွေနဲ့အကိုရိုကိုလဲစားနေမှာပဲဒါကိုဘယ်လိုမျိုးလွတ်မြောက်နိုင်မလဲလွတ်မြောက်နိုင်မလဲလို့မေးတဲ့အခါမှာအကိုရိုမိကုံးကိုပြန်သွားမယ်ဆိုလို့ရှင်နှစ်ပိုင်းရှိတာပေါ့ဟုတ်ကဲ့အပိုင်းရှိတယ်ဆိုတော့နံပါတ်1ကတော့အကိုရိုဒီကောင်ကဘာကြောင့်ဖြစ်တာလဲဒီကောင်ကဘာကြောင့်ဆွဲလန်းတာလဲ နံပါတ်1ကတော့အကူရဒီထဲကနေပြီးတော့မှဘလို့ယုံထွက်မလဲပထမပိုင်းပြပြချင်းနဲ့နံပါတ်1ကတော့ဘယ်ကစဖြစ်တာလဲဘယ်ကစဖြစ်တာလဲဆိုတော့ဟိုတော်တော်များများကဒါဟိုငါတရားနောက်ဆုံးတစ်ခေါက်ပဲကွာဒါငါမလုပ်တော့ဘူးဒါပေမဲ့ပြီးွားလို့ရှိရင်ပြန်လုံးမိတယ်အဲပြီးွားလို့ရှိရင်လုပ်ပြီးွားပြန်လဲငါမှားွားပြီးငါမှားွားပြီးပြီးွားလို့ရှိရင်လဲအဲချလာတဲ့ခါမှာပြန်လုံးမိတယ်အဲ့လိုပဲအဲ့ထဲမှာပဲလဲနေတာပေါ့အဲ့အဲ့ဒီကအကြောင်းရဟောငါရဲ့ဒီစိတ်ကတော့ဒီတစ်ခေါက်ပြီးရင်တော့တော့ပါပြီမလုပ်တော့ဘူးမလုပ်တော့ဒီတစ်ခေါက်တော့ငါလုံးလိုက်မယ်ကွာ ။အဲပြီးသွားလို့ရှိရင်လည်းနောက်ကြလာတဲ့ခါမှပြန်လုံးမိတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီထဲမှာပဲအကိုရောလဲနေတာပေါ့။အဲ့တော့အဲ့ဒါရဲ့အဓိကအကြောင်းရင်းကအကိုရရဲ့အဲဘာနဲ့ဆိုင်လဲဆိုတော့ရှောင်းလုံးဘုံကြီးမင်းကြီးကဘယ်လိုပြောလဲဆိုတော့သူအသက်တာတဲမှာသူစီမှာအကုန်ရှိတယ်။ Okay. Yes everything. သူမှာအကုန်ရှိတယ်။ဒါပေမဲ့အဲ့ဒီရှိတဲ့အရာအကုန်လုံးကတဲ့အဲ့ဒီရှိတဲ့အရာအကုန်လုံးကသူ့ကိုမပြည့်စုံနိုင်ဘူးတဲ့။ Okay. အဲ့ရှိတဲ့အရာအကုန်လုံးကသူ့ကိုမပြည့်စုံစေဘူးတဲ့။အဲ့တော့ဘာကိုပြောတာလဲဆိုတော့ အကူရုစီမှာဒီလောက်ရှိတယ်ဒါပေမဲ့ဒီလောက်ရှိတဲ့အရာကအမ်ဒီလောက်ရှိရင်တော့ငါတို့ကျင်းတ်ပြီဒါပေမဲ့ဒီလောက်ရှိသွားပြန်လဲအကူရထပ်ပြီးမကျင်းတ်တော့ငါဒီလောက်ထက်ရှိအောင်မှာအဲ့တော့ဒီလောက်ထက်ရှိသွားပြန်လဲငါဒီလောက်နဲ့မရသေးဘူးထက်ရှိအောင်မှာအဲ့တော့ဘာလဲဆိုတော့ဒီလောက်သူစီမှာအမှန်တိုင်းပြောလို့ရှိရင်ရှော်လမွန်မင်းကြီးဆိုတာတကယ်ကိုမှဟိုကျွဲဝဆုံးဘုရင်ပဲ in the history he's the richest king ever သူကလုံးဝအကျွဲဝဆုံးဘုရင်ပဲဒါပေမဲ့သူ့အသက်တာထဲမှာ သူပြောတယ်သူ့စီမှာရှိတဲ့လောကအရာတွေကသူ့ကိုမပြည့်စုံစေဘူးလို့ပြောတယ်ဟုတ်ကဲ့အဲ့တော့ဘာကြောင့်မပြည့်စုံစေလဲဆိုတော့လောကအရာကအကိုတို့ကိုအမြဲတမ်းအပြည့်စုံခြင်းဘရောမပေးဘူးပြည့်စုံခြင်းမပေးဘူးဒါရသွားမယ်အရင်ငါကတော်ပြီလို့ထင်ပေမဲ့ဒါကဒါရသွားပြန်လဲဒီထက်တာတဲ့အရာတခုထပ်လိုခြင်းနေပြန်အောင်ဟုတ်ကဲ့ဒီလိုမျိုးနောက်တစ်ခုဒီလိုမျိုးနောက်တစ်ခုထပ်လိုခြင်းနေပြန်အောင်ဒါကအကိုတို့ရဲ့လောကအရာနဲ့ဆိုင်တဲ့ဆိုင်တဲ့အရာတွေကအကိုတို့ကိုဆွဲဆောင်တဲ့အရာတွေပေါ့ ဲ့တော့အဲ့မှာရှောလမုန်မင်းကြီးကဘာပြန်ပြောလဲဆိုတော့အဲ့ဒီရဲ့အဓိကအခုခုနပြန်ပြောရမယ်ဆိုတော့အဲ့ဒီရဲ့အဓိကအကြောင်းရင်းဒီဘယ်ကလာတာလဲဘယ်ကလာတာလဲအဲ့တော့လောကအရာတွေကဘယ်တဲကိုရောက်လာတဲ့အခါမှာဒီပြဿနာဖြစ်တာလဲဆိုတော့နှလုံးသားတွေကိုရောက်လာတဲ့အခါမှာဖြစ်တာပြောချင်တာအခုတို့မှားယွင်းမှုအားလုံးရဲ့ပြဿနာဒီအကူရရဲ့အခြေအနေကြောင့်ဖြစ်တာမဟုတ်အကူရရဲ့နှလုံးသားကြောင့်ဖြစ်တာဟုတ်မာယွင်းမှုအလုံးရဲ့ပြဿနာကအကူရရဲ့အခြေအနေကြောင့်ဖြစ်တာမဟုတ် အကူရဲ့နှလုံးသားကြောင့်ဖြစ်တာဟုတ်ကဲ့နှလုံးသားကြောင့်ဖြစ်တာပြောချင်တာကငွေမရှိတဲ့သူတွေအငွေကြီးအဆင်မပြေတဲ့သူတွေများတယ်ဒါပေမဲ့ငွေကြီးအဆင်မပြေတိုင်းသူများကိုမတရားမလုပ်ဘူးဟုတ်ငွေကြီးအဆင်မပြေတဲ့သူတိုင်းကသူများကိုမတရားလုပ်တယ်လို့ပြောလို့မရငွေကြီးအဆင်မပြေတဲ့သူတွေရှိတယ်ဒါပေမဲ့ငွေကြီးအဆင်မပြေတဲ့သူတိုင်းကသူများပစ္စည်းမခိုးဟုတ်သူများပစ္စည်းမကိုဒါပေမဲ့ငွေကြီးအဆင်ပြေနေပြီးတော့မှသူများပစ္စည်းခိုးတဲ့သူလဲရှိတာပဲ။ ရှိတာပဲအဲ့တော့ပြောချင်တဲ့သဘောတရားကိုယ့်ရဲ့အခြေအနေနဲ့ကိုယ့်ရဲ့အဲဆွဲလန်းမှုနဲ့ကမဆိုင်ဟုတ်ကိုယ့်ရဲ့အခြေအနေနဲ့ကိုယ့်ရဲ့ဆွဲလန်းမှုနဲ့မဆိုင်အဲ့တော့ကိုယ့်ရဲ့အခြေအနေနဲ့ဘာနဲ့ဆိုင်လဲဆိုတော့ကိုယ့်ရဲ့ဆွဲလန်းမှုဒီဘာနဲ့ဆိုင်လဲဆိုတော့ကိုယ့်ရဲ့နှလုံးသားနဲ့ဆိုင်ဘယ်ကလာလဲဆိုတော့အကိုရိုးရဲ့လှုပ်ဆောင်မှုဆွဲလန်းမှုအားလုံးဒီဘယ်ကလာလဲဆိုတော့အကိုရဲ့နှလုံးသားကလာတယ်ဟွန်းနှလုံးသားကလာတယ်အဲ့တော့အကိုရိုးနှလုံးသားထဲမှာဒါကြောင့်ဘုရားသခင်က ဟိုကျမ်းစာထဲမှာဘယ်လိုပြောလဲဆိုတော့တုတ်တန်ကျမ်းအခန်းကြီး၄အပိုင်ငယ်23မှာဘယ်လိုပြောလဲဆိုတော့နှလုံးသည်အသက်ရဲ့အခြေအမြစ်ဖြစ်သောကြောင့်နှလုံးကဘာလဲဆိုတော့အကိုရဲ့နှလုံးသားနှလုံးသားသည်အသက်ရဲ့အခြေအမြစ်ဖြစ်တဲ့အတွက်တဲ့သင်တို့ရဲ့နှလုံးသားကို အထူးစောက်ရှောက်တယ်စောက်ရှောက်တာတော့မှအထူးဟုတ်ရိုးရိုးစောက်ရှောက်တော့မှအထူးစောက်ရှောက်တယ်အဲ့တော့ပြောချင်တဲ့အကိုရဲ့ဒီနှလုံးသားဒီဘာလဲဆိုတော့အကိုရဲ့နှလုံးသားဘာနဲ့တူလဲဆိုတော့အကို ဒီအိမ်တအိမ်ရဲ့တကားဝနဲ့တူတယ်အကိုတို့နှလုံးသားထဲမှာအကိုတို့အိမ်တအိမ်ထဲကိုအကိုတို့ကရှိတဲ့အရာအားလုံးတွေးတဲ့သူတိုင်းအကိုတို့အိမ်ထဲကိုထည့်လို့မရဟုတ်ဟုတ်အကိုတို့အိမ်ထဲကိုထည့်လို့ရတဲ့သူတွေကိုပဲအကိုတို့ကထည့်လို့ရမဟုတ်ဘဲနဲ့အကိုတို့ကတွေးတဲ့သူတိုင်းကိုအကိုတို့အိမ်ထဲကိုထည့်မယ်ဆိုရင်ဘာဖြစ်လာလဲဆိုတော့အကိုတို့တက်တာတည်းမှာစုံရှုံမှုတွေဖြစ်လာမယ်ပျက်စီးမှုတွေဖြစ်လာမယ်လူရဲမှုတွေဖြစ်လာမယ်အိမ်မှာနောက်ဆုံးမဝင်တဲ့အမဝင်ခိုင်းတဲ့သူတယောက်ကို ဝင်ခိုင်းမိလိုက်ရင် ပြည့်စုံနေတဲ့အိမ်ကနေပြီးချစ်ချင်းပြာကျသွားတဲ့အိမ်လည်းဖြစ်နိုင်တယ်ဟုတ်ဟွန်းအဲ့ဒါကြောင့်မလို့အကူရအတ္တရဲ့အတ္တိကကအကူရဲ့အတ္တရဲ့နှလုံးသားကဘာနဲ့တူလဲဆိုတော့အကူရအတ္တရဲ့တကားဝါနဲ့တူတယ်အိမ်ရဲ့တကားဝါနဲ့တူတယ်ဒါကြောင့်မလို့အကူရနှလုံးသားကိုအထူးရှောက်ရှောက်ဖို့လိုတယ်ပြောချင်တာအကူရဒီဒီဘက်ခင်မှာယုံကြည်သူတော်တော်များများလဲကြတယ်ယုံကြည်သူတော်တော်များများကဆုံးရှုံးကြတယ်တကယ်တော့ဖခင်ကအကူရကိုမဆုံးရှုံးစေချင်ဒါပေမဲ့ဘာလို့ဆုံးရှုံးလဲဆိုတော့ခုနကျန်းစာလာတဲ့အတိုင်းပဲဘယ်လိုလဲဆိုတော့ နှလုံးသည်အသက်ရဲ့အခြေအမြစ်ဖြစ်တဲ့အတွက်တဲ့နှလုံးကအသက်ရဲ့အခြေအမြစ်တဲ့အဲ့တော့အကိုတို့ဆုံးရှုံးခြင်းရဲ့အစဘယ်ကလာလဲဆိုတော့နှလုံးကလာနှလုံးကအကိုတို့ရဲ့အပင်တပင်ရဲ့အမြစ်ပဲအသက်ရဲ့အခြေအမြစ်လို့ပြောတဲ့အခါမှာဒီအမြစ်ကမှားသွားတာနဲ့မှားယွင်းသွားတာနဲ့ဘာဖြစ်သွားလဲဆိုတော့အသက်ကဆုံးရှုံးသွားအဲ့အသက်ကပါသွားဟုတ်ကဲ့ အသက်ဆိုတာအကိုရဲ့လောကရဲ့ physical အသက်ပြောတာမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရအသက်ရှင်ခြင်း hallelujah ဒါကြောင့်မလို့အကိုပြောခြင်းတဲ့သဘောတရားဒီဘယ်ကလာလဲညီလေးပြောဆိုဘလူမျိုးဒီတဲကလွတ်မြောက်ကမလဲဆိုတော့အကိုပြောသလိုနံပါတ်1ဒါကဘယ်ကလာလဲဆိုတာတိမအကိုတို့ကတကယ်အရင်မြစ်ကိုအကိုတို့ပြင်မတာလဲကျန်တဲ့အရာတွေအကုန်လုံးကပြင်လို့ရမှာကျန်တဲ့အရာတွေ auto ပြောင်းလဲလာမှာဒါကြောင့်မလို့အကိုတို့အသက်တာရဲ့အဓိကအရေးကြီးဆုံးဒီအရေးကြီးဆုံးဒီပြဿနာတွေအားလုံးဆွဲလန်းခြင်းတွေအားလုံးရဲ့အရေးကြီးဆုံးအမြစ်ကဘယ်လဲဆိုတော့နှလုံးသားပဲ နှလုံးသားပဲဒါကြောင့်မလို့ကျမ်းစာထဲမှာပြောထားတဲ့အတိုင်းနှလုံးဒီအသက်ရဲ့အခြေအမြစ်ဖြစ်သောကြောင့်အထူးသဖြင့်စောက်ရှောက်လို့ပြောတဲ့အခါမှာအကိုရိုးတက်တာထဲမှာအထူးသဖြင့်စောက်ရှောက်ဖို့လိုတာအထူးသဖြင့်ဘယ်ကိစ္စကိုမဆိုအကိုရိုးဒီဒါကငါအိမ်ထဲကိုငါအသက်တာထဲကိုဝင်သင့်တဲ့အရာလားမဝင်သင့်တဲ့အရာလားမဝင်သင့်ဘူးဆိုတော့ကိုရခက်တော့မဝင်သင့်ဘူးဆိုရင်ခက်တော့မဝင်သင့်ဘူးဆိုရင်ခက်တော့ဘာကြောင့်လဲဆိုတော့အကိုရိုးကမဝင်သင့်တဲ့အရာတွေကိုအကိုရိုးတက်တာထဲမှာ တတိမမူပဲနဲ့ဝင်စီနေတဲ့အခါဝင်စီလိုက်တာနဲ့အကိုတို့တတာပျက်စီးဖို့အတွက်အယန်းကိုအယန်းကိုဆုံးရှုံးဖို့အတွက်အယန်းကိုဥတီနေပြီဆိုတာအကိုပြပြချင်တယ်။ Okay အဲ့တော့နံပါတ်1ကတော့ဘယ်ကလာလဲဆိုတော့နှလုံးသားကလာတယ်။ဒါကြောင့်မလို့နံပါတ်1အကိုတို့ကဘာလုံးကမလဲဆိုတော့ဒီအရာဆွဲလန်းမှုတွေအားလုံးဒီအရင်းမြစ်ဒီနှလုံးသားကလာတာဖြစ်တဲ့အတွက်နှလုံးသားအကိုတို့အထူးစောက်ရှောက်ဖို့လိုတယ်။ဘယ်အနှလုံးအကိုတို့နှလုံးသားတွေကိုဘာထည့်မှာလဲအကိုတို့နှလုံးသားတွေကိုကောင်းတာထည့်မှာလားမကောင်းတာထည့်ရလားအကိုတို့စီမှာဖခင်ကအကြီးမားဆုံးလက်ဆောင်တစ်ခုပေးတာအဲ့ဒါဘာလို့ free will free will ဆိုအခုလွတ်လပ်စွာရွေးချယ်ပိုင်းကိုဖျားပေးထားတယ်။အခုတော့ဘာကောင်းတာကိုအခုနှလုံးသားထဲမှာထည့်မှာလားမကောင်းတာကိုအခုနှလုံးသားထဲထည့်မှာ that's it အခုနှလုံးသားထဲကိုကောင်းတာထည့်ရင်အခုအတ္တဓာတ်ဒီကောင်းသောအတ္တဓာတ်ဖြစ်လာမယ်မကောင်းတာတွေထည့်ရင်ဘာဖြစ်လာမလဲအခုအတ္တဓာတ်ထဲမှာမကောင်းသောအတ္တဓာတ်ဖြစ်လာမယ် that's it ဒါကြောင့်ကောင်းသောပင်ဒီကောင်းသောအတ္တိမကောင်းသောအပင်ဒီမကောင်းသောအတ္တိဆိုတဲ့အရာကဒီစကားကိုပြောတာဖြစ်တယ်။ Okay အဲ့တော့နံပါတ်1အနေနဲ့နံပါတ်2အချက်အနေနဲ့ဘလူမျိုးကိုအခုတို့ဒီဒီအရာတွေက လွတ်မြောက်ရမလဲဟုတ်ကဲ့อืมဒါအရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်တယ်နံပါတ်1ကလည်းအရေးကြီးတယ်နံပါတ်2ကလည်းဘလို့လွတ်မြောက်ကမလဲဟိုကြုံတွေ့နေပြီဒီထဲမှာရောက်နေပြီဘလို့လွတ်မြောက်ကမလဲလွတ်မြောက်ကမဲ့အရာကိုအကိုတို့ကျမ်းစာထဲမှာဘုရားသခင်တိတိကျကျဖော်ပြတာအဲပြောချင်တဲ့သဘောတရားတွေတစ်ခါလေးမှာအကိုတို့ကရန်သူတယောက်ကိုနိုင်ဖို့အတွက်အကိုတို့ကဗျူဟာလိုတယ်ဗျူဟာလိုတယ်အကိုတို့လောက်ကမဲ့ဗျူဟာ strategy လိုတယ် instruction လိုတယ်ပြောချင်တာလမ်းပြလိုတယ် နီးနီးပညာလို sorry ဘယ်လိုပြော strategy လို့ရ view ဟာလို့ရကိုလမ်းညွန်ခြင်းလို့ရဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အကိုတို့ကရန်သူကိုတိုက်တဲ့အခါမှာအကိုတို့အဲတိုက်ရမယ်နီး view ဟာ ਨੇ မဟုတ်ရင်အကိုတို့ဆုံးရှုံးသွားအဲ့တော့ဒီအရာကိုအကိုတို့ဘယ်လိုဘယ်လိုတိုက်ကြမလဲအကျတော်တော်များများကဘယ်လိုတိုက်ကြလဲဆိုတော့အကုန်လုံးကတော့ဒီတွေကရုံထွက်ချင်ကြတဲ့လူငယ်တွေအများကြီးရှိအများကြီးရှိအကိုတို့ကိုယ်တိုင်ပင်လင်လဲအရင်တုန်းက တော်တော်ကိုမှဒီအရာတွေနဲ့ပတ်သက်ပြီးလောကအကိုတို့ဒါနဲ့ပတ်သက်ပြီးအရန်လှည့်စားတဲ့အခါမှာတော်တော်ကိုလှည့်စားခြင်းခံခဲ့ရ။ဘာကြောင့်လဲဆိုအကိုတို့တွေကလူငယ်တွေဖြစ်တာ။ဒါကြောင့်မလို့အတိုင်းမဲ့ဘယ်အချိန်မှလွတ်မြောက်တာလဲ။ဘလူမျိုးကအဲ့အရာတွေကလွတ်မြောက်စေတာလဲ။ဘုရားကကျမ်းစာထဲမှာတီတီကြကြအကိုအဲ့ကျမ်းစာကိုဖတ်လိုက်တဲ့အချိန်မှာဘုရားကအကိုကိုစကားပြောတယ်။ဒါကမင်းတို့ရန်သူကို နိုင်စေမဲ့နီလန်တစ်ခုပဲ။အင်းနိုင်စေမဲ့နီလန်တစ်ခုပဲ။အဲ့တော့ အဲ့ဒီနီလန်းကဘာမှလဲဆိုတော့အခုကျန်းစာနဲ့ပြပြချင်းအဲ့ဒါကဘာဦးကျန်းအခန်းကြီး39အပိုင်ငယ်7မှာယောသတ်ရဲ့အတ္တတာကိုပြောထားတာယောသတ်ရဲ့အတ္တတာယောသတ်ကအခုလိုသိတဲ့အတိုင်းပဲပေါတိပါရဲ့အိမ်မှာအေဂုတုမှာရှိတဲ့ပေါတိပါရဲ့အိမ်မှာသူကလုံးဝတကယ်ကျွံဖြစ်ပေမဲ့မျက်နှာသာရတဲ့ကျွံတယောက်ဖြစ်လာတယ်သူရဲ့ပစ္စည်းတွေအကုန်လုံးကသူကစီမံခန့်ခွဲရတဲ့သူဖြစ်လာတယ်ဒါပေမဲ့တရက်မှာ ပေါတိပါရဲ့မိမကယောသတ်ကိုကြိုက်တော့သူ့ကိုဘာလုပ်လဲဆိုတော့မတရားသဖြင့်ကြံမိုးတော့လုပ် ်ကြံမှုအတွက်လို့ကြံမှုအတွက်လို့တော့ဘာလို့လဲဆိုတော့အခုလိုတည်တဲ့အတိုင်းပဲရောသက်ကအကြံမခံအကြံမခံအကြံမခံပဲနဲ့ကျန်းစာကအဲ့ထဲမှာပြောထားတဲ့အပိုင်ငယ်၁၂မှာပြောထားတဲ့အရာအရင်စိတ်ဝင်စားဖို့ကောင်းတယ်အခုကျန်းစာနဲ့ပြကြတယ်အဲအခုကျန်းစာနဲ့ပြကြတယ်အဲ့ဒါကဘလို့ပြောလဲဆိုတော့ original ကပောက်ကျန်းအခန်းကြီးအမ်ကပောက်ကျန်းအခန်းကြီး39မှာ39အခုအပိုင်ငယ်၁၂ကိုကြည့်မယ် စနစ်ကိုကြည့်ရကသခင်မကငါနဲ့အတူအိပ်ပါဟုဆိုလျက်တဲ့သခင်မကငါနဲ့အတူအိပ်ပါဟုဆိုလျက်ယောသတ်အဝတ်ကိုကင်ဆွဲလျင်တဲ့ယောသတ်အဝတ်ကိုကင်ဆွဲလျင်သခင်မကယောသတ်ကိုသူနဲ့အိပ်တဲ့သူနဲ့အိပ်ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ယောသတ်အဝတ်ကိုပါကင်ဆွဲလျင်တဲ့ယောသတ်ဒီမိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးလေ၏ပြောချင်တာဘာလဲဆိုတော့အဲ့ဂျမ်ဘိုက်ထဲမှာအယန်းကိုမှာ ဖရားရဲ့စကားပြောခြင်းပါတယ်အကိုတို့ဘလို့မျိုးဒီကြုံတွေ့နေရတဲ့ဆွဲလန်းခြင်းတွေကလွတ်မြောက်စီမလဲဆိုတဲ့အရာကအကိုတို့ကတခါလေမှထင်တဲ့အရာကဘာလဲဆိုတော့အကိုကဒီကောင်နိုင်မယ်လို့ထင်တယ်ဒီအကိုရဲ့ဆွဲလန်းခြင်းနဲ့သက်ဆိုင်တဲ့နတ်ဆိုးအဲ့ spirit အဲ့ဝိညာဉ်ကိုကနိုင်မယ်ဆိုတဲ့အထာနဲ့ကိုတို့ကရပါတယ်ကွာငါရတယ်ဒီလောက်တော့ AC ပဲနောက်တစ်ခါဆိုတော့ငါအလုံးဝမလုပ်တော့နောက်တစ်ခါဆိုတော့ဒါငါအတွက်နောက်တစ်ခါဆိုတော့မရှိတော့ဒါပေမဲ့ ချိန်တစ်ခုရောက်လာပြန်လဲပြန်လုံးမိပြန်ချိန်တစ်ခုရောက်လာလဲပြန်လုံးမိပြန်ဒါငါ့အတွက်နောက်တစ်ခါမရှိဘူး never ဒါပေမဲ့ပြန်လုံးမိနေပြန်ဘာအဲ့ဒါဘာလုံးနေတာလဲဆိုတော့အကူရုကအကူရုကအကူရုပြန်သွားတိုက်နေတာဟုတ်ကဲ့ပြောချင်တာကဝိညာဉ်ရေးရမှာကအကူရုကိုယ်တိုင်တိုက်လို့မရအောင်ဖျားရဲ့တိုက်ပေးခြင်းထဲမှာအကူရုက rest လုပ်နေရမှာအနားယူနေရမှာပြောချင်တာဖျားရဲ့နာမကဘာလဲဆိုတော့နာမတရားတစ်ခုက Jehovah Nisi တဲ့တိုက်ပွဲတိုင်းကို အောင်နိုင်သောဖရာလို့ပြောတဲ့အခါအကိုရအကိုရဝิญဉ္ဇီရတိုက်ပွဲတွေကိုအကိုရတိုက်လို့မရဟုတ်ကဲ့အကိုရတိုက်လို့မရဒါပေမဲ့ဘာလို့ကလဲဆိုတော့အကိုရကဖရာရဲ့တိုက်ပေးခြင်းနဲ့မှအကိုရကအနားယူပါဟုတ်ကဲ့အနားယူပါအဲ့တော့အကိုပြောခြင်းတဲ့သဘောတရားဒီဘာလဲဆိုတော့ဖိအဲ့ထဲမှာရောတိုက်ရဲ့အတ္တတာဘာကိုပုံဆောင်နေလဲဆိုတော့ဝิญဉ္ဇီရထဲမှာဒီပေါတိပါရဲ့မိန်းမကတခင်မကဘာကိုပုံဆောင်နေလဲဆိုတော့အကိုရရဲ့ဆွဲလန်းခြင်းကိုပုံဆောင်နေတယ် ဒီအပြစ်တွေကိုပုံဆောင်နေတယ်မကောင်းတဲ့ကားလားမကောင်းတဲ့ဆွဲလန်းခြင်းလားမကောင်းတဲ့မိထုံလားဒါတွေကိုပုံဆောင်နေတယ်အဲ့ဒီအရာကားတဲ့ရောရောတက်ကိုပါလာပြောလဲမိငါနဲ့အိတဲ့ငါနဲ့အိတဲ့ငါနဲ့ပြောချင်တာပါလဲငါနဲ့ဆက်ဆံဟုတ်ကဲ့ငါနဲ့ဆက်ဆံပြောချင်တာအပြစ်ကအကိုတို့ကိုပါလာပြောနေလဲဆိုအမြဲတမ်းမိငါနဲ့ဆက်ဆံငါနဲ့ဆက်ဆံငါနဲ့လာအိတ် ငါနဲ့လာပြီးတော့မင်းလာပြီးတော့ပြိန်ညင်ပြုပြောချင်တာအကိုရောအပြစ်ကိုလှုပ်လိုက်တိုင်းမှာဒီကာမကာမဂုံတို့ဒီကာမတွေမေထုံတွေလှုပ်လိုက်တိုင်းမှာအဲ့အပြစ်နဲ့အကိုရောကပြိန်ညင်ပြုနေတာဟုတ်ကဲ့ covenant တခုလုပ်နေတာဟုတ် covenant တခုတော်တော်လုပ်နေတာအဲ့တော့စာတန်ကတော့အကိုရောကိုနတ်ဆိုးကတော့မပါလို့နေမလဲဆိုတော့မင်းငါနဲ့လာအိတ်မင်းငါနဲ့လာအိတ်တခင်မငါနဲ့အတူအိတ်ပါဟုဆိုလဲဘာလို့လဲဆိုတော့အိတ်ပါဟုပြောတာနေမဟုတ်ဘူးဘာလာလို့လဲဆိုတော့အဝိကိုဆွဲလျင်တဲ့အဝိကိုပါဆွဲတာ ဒါကြောင့်မလို့အကိုတို့လောကအကိုတို့အားနဲ့အကိုကတိုက်လို့မရအောင်အဝိဆွဲတဲ့အခါမှာငါခံနိုင်ပါသေးတယ်အေးအလေငါပါဝါလဲငါစိတ်ကိုငါထိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ no မရနိုင်အဲ့မှာရောသက်ကဘာလို့လဲဆိုတော့ तू ဆွဲခံရတဲ့အဝိကိုပါ ချွတ်ပြီးတော့မှာတဲ့ပြီးတယ်တဲ့အဝိကိုချွတ်ပြီးတော့မှာပြီးတယ်တဲ့ဘာကိုပြောချင်တာလဲဆိုတော့အကိုတို့ကိုလာပြီးတော့စာတန်က ဒီ demonic spirit ကမကောင်းတဲ့နှဆိုးကအကိုရို့ကိုအပြစ်လုပ်ဖို့အတွက်ဒီမကောင်းတဲ့အရာနဲ့ဗရင်ညင်ပြုတ်ဖို့အတွက်မကောင်းတဲ့တဲ့ကိုဆွဲခေါ်ဖို့အတွက်အကိုရို့နှလုံးသားတဲ့ကိုမကောင်းတဲ့အရာတွေဝင်ဖို့အတွက် तू ကလာလာပြီးတကားခောက်တိုင်းမှာလာလာပြီးတော့အကိုရို့လာဆွဲတိုင်းမှာမြူဆွဲတိုင်းမှာ အကိုရို့ကရောတက်လိုမျိုးပဲ तू ဆွဲခံရတဲ့အဝတ်ကိုပါချွတ်ပြီးတော့မှအကိုရို့ကပြေးရမယ်တဲ့อืมอืมပြေးရမယ်အဲ့လိုပြေးတဲ့အခါမှာရောတက်ကဘာဖြစ်သွားလဲဆိုတော့ထောင်ထဲတော့ရောက်သွားတယ် ထောင်ထဲရောက်သွားတာမတရားဆွဆွဲကံပြီးထောင်ထဲရောက်သွားဒါပေမဲ့ရောသက်ကထောင်ထဲမှာအဆုံးသက်သွားတာမဟုတ်အဲ့တော့အကိုရောသက်တာထဲမှာဘယ်လိုလဲဆိုတော့မကောင်းတဲ့အရာကနေထွက်ပြေးလို့တခါလေကျအကိုရောသက်တာထဲမှာတခုခုလိုအပ်နေတယ်လို့ကျင်းကျက်နေတယ်လို့ခံစားရင်ခံစားရလိမ့်မယ်ဒါပေမဲ့အဲ့ပေါ်မှာပဲဖခင်ရဲ့နှုတ်ကပတ်တော်မှာပဲဆက်လက်ပြီးရက်တည်မယ်ဆိုလို့ရှင်အချိန်တန်လာလို့ရှင်အဲ့ဒီနေရာမှာပဲဖခင်ကသူ့အတွက်ပြင်ဆင်ပေးတာဟာလေလုယာ ူ့အတွက်ပလင်ကိုပြင်ဆင်ပေးတာသူ့အတွက်ချီးမြောက်ခြင်းကိုပြင်ဆင်ပေးတာဒါပေမဲ့ပြောတတ်လို့သွားတာပါလေဖះရရဲ့စကားပေါ်မှာနားထောင်ပြီးတော့မှဝန်ခံပြီးတော့မှသူကဖះဘက်မှာပဲရက်သွားတာဟုတ်ကဲ့ဖះဘက်မှာပဲရက်သွားတယ်ဖះရဲ့စကားပေါ်မှာပဲโอเคငါကဖះဘက်မှာပဲရက်မယ်ငါ့ကိုဘာပဲလာမြူဆွဲဆွဲငါ့ကိုမြူဆွဲလို့မရငါထွက်ပြေးမယ်ငါထွက်ပြေးမယ်ငါထွက်ပြေးမယ်ပြေးပါအဲ့တော့အကူပြောချင်တဲ့နမနစ်တစ်ချက်ဒီဘလို့လောက်ကမလဲဒီအရာတွေတက်ကဘလို့မျိုးဆွဲလန်းခြင်းတွေကဘလို့ယုံထွက် You have to flee flee ran နဲ့မတူ flee ဆိုတဲ့သဘောတရားကပါလဲဆိုတော့ပြေးတာဟုတ်အချိန်အားနဲ့ကိုပြေးတာအင်္ဂလိပ်ရဲ့အင်္ဂလိပ်အတိတ်ဘယ်မှာမြန်မာလိုပြန်ကြည့်မှာ flee ဆိုတဲ့သဘောတရားအားနဲ့အသက်ကုန်ပြေးတာဒါကြောင့်မလို့အကိုရုအသက်တာတဲမှာဒီအရာတွေတဲကလွတ်မြောက်ခြင်းအကိုရုအားနဲ့မလုပ်ပါနဲ့အကိုရုအားနဲ့လုပ်လို့မရအောင်ဖယားရဲ့အားနဲ့သွားရတယ်ဖယားအားဆိုတာပါလဲနှုတ်ကပတ်တော်နှုတ်ကပတ်တော်အကိုရုဒီတဲကဘလို့လွတ်မြောက်နိုင်မလဲဆိုတဲ့အရာကိုအကိုရုပြောထားတယ်မလုပ်ကမလဲပြေးရမယ်တဲ့ you have to run you have to flee အဲ့ခါကြလို့ရှိရင်တော့အကိုတို့အသက်တာတဲမှာအဲ့ဒီအရာတွေကလွတ်မြောက်မယ်ဆိုတဲ့အရာကိုတော့အကိုပြပြချင်ပါတယ်လို့ညီလေးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆိုတော့နောက်တစ်ခုအနေနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒီအမေကုန်းနဲ့ဆက်ဆက်ပြီးတော့ပဲအမေကျင်တဲ့အကြောင်းအရာလေးပါဆိုကြတော့လဲဟိုဒီအရာတွေကနေပြီးနင်မုန်းနေပြီးတော့မှဟိုရုံမထွက်ချင်တော့ဘူးပေါ့နော် yep ဆိုတော့ဟိုဒါမျိုးတွေတွေ့လဲအကိုစီကနည်းနည်းလောက်ထပ်ပြီးတော့မှသိချင်တဲ့အကြောင်းအရာလေးပါရုံမထွက်ချင်ကြတဲ့လူကြတော့အကိုတို့တက်တာတွေမှာမှန်ပါတယ်ညီလေးပြောသလိုနောင်တရတဲ့သူနဲ့ နောင်တမရတဲ့သူနဲ့နှစ်မျိုးရှိတာပေါ့နော်နောင်တဖះကအမှန်တိုင်းပြောရမယ်ဆိုရင်ဖះကလူတိုင်းအောင်ချစ်တယ်ဟုတ်ကဲ့ဖះကလူတိုင်းအောင်ချစ်တယ်ဟုတ်ကဲ့ဒါပေမဲ့ဖះကလူတိုင်းနဲ့အလုပ်လုပ်လို့မရဘူးဟုတ်ဖះကလူတိုင်းအောင်ချစ်တယ် he love everyone ဟုတ်ကဲ့ everyone in this world သူလူတိုင်းကိုအရန်ချစ်တယ်ဟုတ်ကဲ့အမေ तू ကလူတိုင်းနဲ့အလုပ်လုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့အခုကျင်းစာထဲမှာကြည့်မယ်ဆိုရင်ယေရှုကလဝါကတ်တိုင်ပေါ်မှာအသေခံတဲ့အချိန်မှာ အတိခံတဲ့အချိန်မှာသူ့ဘေးနားမှာဓမြညာကြီးနှစ်ယောက်ရှိဟုတ်ကဲ့ဟုတ်ကဲ့ဓမြညာကြီးနှစ်ယောက်ရှိအဲ့တော့အဲ့ဓမြညာကြီးနှစ်ယောက်ထဲမှာတယောက်ကပဲယေရှုနဲ့ပရတိသူ့ဘုံမှာရောက်သွားတယ်ဒါပေမဲ့တယောက်ကကြတော့မရောက်သွားဟုတ်ကဲ့အဲ့တော့ဘာကြောင့်မရောက်သွားတာလဲအခုပြပြကျင်အခုနညီလေးကိုပြောသလိုဒီထဲမှာပဲရှိနေတယ်ဒါပေမဲ့အဲ့တဲကယုံမထွက်ချင်တော့ဟုတ်ကဲ့အဲ့တော့အဲ့ဒီလူတွေအတွက်ဘယ်လိုလုပ်မလဲဆိုတော့အခုခုနပြောသလိုဖခင်ကလူတိုင်းကိုချစ်တယ်ဟုတ်ကဲ့ဒါပေမဲ့ဖခင်ကလူတိုင်းနဲ့အလုတ်လုတ်လို့မရဘူး ။ဘာကြောင့်လဲဆိုတော့အဲ့ဒီညာကြီးနှစ်ယောက်ကိုကြည့်မယ်ဆိုတော့တယောက်ကမင်းကဖျားသခင်ရဲ့သားတော်ဆိုလို့ရှိရင် မင်းကိုမင်းအဲ့ဘော်ကစင်းပြလဝါကတ်တိုင်ဘော်ကစင်းပြငါတို့ကိုပါဒီဘော်ကနေစင်းခိုင်းအောင်လှုပ်လှုပ်ပြလေလှုပ်ပြလိုက်ပါဟုတ်ဟုတ်သူကဘာလုပ်နေရလဲဆိုတော့သူ့အပြစ်ထက် ူများကိုပဲသူကတိုက်ခိုက်မယ်သူများကိုပဲအပြစ်ပြောဖို့ပဲသူမြင်နေတာသူအပြစ်ကိုသူနောင်တရတဲ့အဘောမရှိဘူးသူကိုသူနောင်တရတယ်ငါကအပြစ်သားဆိုပြီးတော့နောက်ဆုံးအချိန်အထိသူကနောင်တရတဲ့ဘောမရှိဘူးဒါပေမဲ့နောက်ထပ်တစ်မြာကြီးကမင်းအဲ့လိုမပြောနဲ့တဲ့ငါတို့ကငါတို့အပြစ်ကြောင့်ခံရတာသူကအပြစ်မရှိဘဲနဲ့သူကခံရတာတဲ့အဲ့ဒီမှာ तू ကယေရှုပြောလာကိုရောတဲ့ကိုရောနိုင်ငံတော်တီထောင်တဲ့အခါမှာကျွန်တော်ကိုတတိယပါနော် ။ဓမြနှစ်ယောက်တော့တူတယ်။ဟုတ်ကဲ့။ဒါပေမဲ့နှစ်ယောက်လုံးနဲ့ဖရားအလုပ်လုပ်လို့မရဘူး။ဓမြနှစ်ယောက်တော့တူတယ်။နှစ်ယောက်လုံးကမလုပ်မရဘူး။ဟုတ်ကဲ့။ဘယ်တယောက်ကယေရှုနဲ့ပရဒိသူ့ဘုံမှာရောက်သွားလဲဆိုတော့နှောင်တရပြီးတော့မှဟုတ်ကဲ့။ကျွန်တော်ကအပြစ်သား။อืมငါတို့ကငါတို့ပြစ်ကြောင်ခံရတာ။ကျွန်တော်ကအပြစ်သားတော့ကိုရောကတော့ तू ကအပြစ်သားမဟုတ်ဘူး။ तू ကသူ့မှာအပြစ်ကင်းရတာနဲ့ तू ကဒီလိုခံတာ။อืมအဲ့တော့ကျွန်တော်ကိုတတိယပါနော်ဆိုတော့ तू ကဘာလုပ်လဲဆိုတော့ သူကနံပါတ်1နောင်တရတယ်။နံပါတ်2မျောလင်းတက်တယ်။ဖျားအလုံးလုံးလို့ရတဲ့သူဒီနောင်တရတော်သူဟုတ်ကဲ့မျောလင့်တော်သူနဲ့ပဲဖျားအလုံးလုံးလို့ရတယ်။ဒါကြောင့်မလို့အကူရအသက်တာတဲမှာလူတန်းကိုဖျားချစ်ပေမဲ့ဟုတ်ကဲ့လူတန်းကိုဖျားကဘယ်လူတန်းနဲ့ဖျားကအလုံးလုံးလို့မရအောင်ဟုတ်ဘာကြောင့်လဲဆိုတော့အကူရမှာရှိတဲ့ကိုအခုနပြောဆိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်မှာ ကိုရဘာကိုရွေးချယ်မှာလဲ။နောင်တရခြင်းတရားလား။အဆုံးနဲ့အထိခေါင်းမာခြင်းလား။ဟုတ်ကဲ့။ညင်းဆန်ခြင်းသဘောလား။ဟုတ်ကဲ့ပါ။ That's it. နောင်တရခြင်းသဘောလားညင်းဆန်ခြင်းသဘောလား။နောင်တရခြင်းသဘောဆိုလို့ရှင်တော့တင်ပင်နေရာပဲရောက်နေပါစေ။ကားတိုင်းပေါ်မှာပဲတည်တော့မယ်ပဲဖြစ်နေပါစေ။ तू အပြစ်ကြောင့် तू ဓမြတိုက်တာဖြစ်မယ်မရင်းချင်တာဖြစ်ဖြစ်မယ်။ तू အပြစ်ကြောင့်ဖြစ်မလိမ့်မယ်။ဒါပေမဲ့ तू ကနောင်တရတော်သူဖြစ်တဲ့အတွက် သူ့ကိုဖះသူနဲ့ဖះအလုပ်လုပ်လို့ရတယ်သူ့ကိုဖះအဲ့ထဲကကဲတင်လို့ရတယ်အဲကြောင့်မလို့ခုနလိုမျိုးလူတွေမျိုးကြတော့အကူရုဘက်ကလုံနိုင်တာဒီတခုပဲဟုတ်ကဲ့သူတို့ရဲ့နှလုံးသားကိုတကယ်ကိုမှဖះသည်ပြောင်းလဲအသားကဲသူနှလုံးသားဖြစ်ဖို့အတွက်နူးညံ့သောနှလုံးသားဖြစ်ဖို့အတွက်အကူရုဘက်ကလှုပ်ဆောင်ပေးနိုင်ခြင်းသည်ဆူတောင်းပေးခြင်းပဲဖြစ်တယ်ဟုတ်ကဲ့ပါဒါကြောင့်ကျန်တော့အကူရုဘာမှလုပ်လို့မရအောင်လူတယောက်ရဲ့နှလုံးသားကနောင်တရခြင်းတရားသူ့ရဲ့ လွတ်လပ်စွာအယူချက်ပိုင်ခွင့်နဲ့ပဲဆိုင်တယ်။ဟုတ်ကဲ့။ဒါကြောင့်မလို့အကိုရဆူတောင်းပြေးခြင်းရလွယ်လို့အကိုဘာမှလုပ်လို့လို့မရအောင်ညစ်လိုက်ပါဟုတ်ကဲ့ပါ။ဟုတ်ကဲ့။ဆိုဒီကလည်းကျွန်တော်လူငယ်တွေအတွက်ပေါ့နော်အများကြီးဘူတုဒရတဲ့အပြင်တကယ်ပဲဖျားစီကလာလာတဲ့ဒါရိုက်စကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပဲကျွန်တော်ကိုရင်ခွာရတယ်လို့ပြန်ပြောမှလည်းတက်တာအတွက်ပြန်ဆင်ခြင်စရာဖြစ်တယ်ပေါ့။ Yeah yeah ။ကျေးဇူးများတင်ပါတယ်။ယေရှုပါပဲညစ်လိုက်။ Thank you ညစ်လိုက်။တင်ပါခင်ဗျာ။